မင်္ဂလာပါခင်ဗျာရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံအရေးဟာကမ္ဘာအခင်းကျင်းနဲ့ပါဆက်ဆက်လာပြီးအကြမ်းဖက်စစ်ကောင်စီရဲ့ဒုမဆန်မှုတွေကိုအပိအမြောက်လုပ်နေတဲ့ကိုဂျိုးရှာအမျက်ထုတ်တဲ့ပြည်ပနိုင်ငံတချို့ပါရှိလာနေပြီလို့မြန်မာနိုင်ငံအစိုးရ NGO ကဝေးဝန်ကြီးဦးရင်မုံကတတိပေးပြောဆိုလိုက်ပြီးရေဦးတော်လိုင်းရေးတစ်ခုလုံးအနေနဲ့ရေရှည်တောက်ခံနိုင်မှုကြောင့်အောင်ပွဲရရှိခဲ့တဲ့အင်တာဗျူးသိမ်းတိုက်ပွဲအတိုင်းမဟာမိတ်တွေနဲ့အတူဟန်ကျက်ကြီးတိုက်ပွဲဝင်ရင်အဆုံးသက်မဟာဗျူဟာမြတ်တိုက်ပွဲကြီးရဲ့အောင်ပွဲဟာ တိုင်းရင်းသားပြည်သူပြည်အလုံးအတွက်ပဲဖြစ်လိမ့်မယ်လို့ဆိုလိုက်ပါတယ်။စကန်နငါအင်ဒိုမျိုးတင်းတိုက်ပွဲမှာလက်နက်ချအညံ့ခံခဲ့တဲ့ဂျပန်စစ်ကောင်စီရဲ့တပ်မဖော်ကွန်တပ်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့စစ်တုံးဘန်းတွေကစစ်တပ်ရဲ့တရားမဲမှုတွေအတွက်နောင်တရတယ်လို့ဝန်ခံပြီးတွေဦးတော်လိုင်းရဲ့အတွက်တန်နိုင်သမျှထဲ့ဝင်မဲ့အကြောင်းကိုပါဂတိပြုခဲ့တယ်လို့အန်ဂျီရဲ့ကာကွယ်ရေးဝန်ကြီးဦးရှိမုံကတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် တော့ဆုတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံအရေးဟာကမ္ဘာအခင်းကျင်းနဲ့ပါဆက်ဆက်လာပြီးအဂျပန်စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုအားပေးအမြောက်လုပ်နေတဲ့ကိုဂျိုးရှာအမျက်ထုတ်တဲ့ပြည်ပနိုင်ငံတချို့ပါရှိလာနေပြီလို့အမျိုးသားညီအစိုးရအန်ဂျီကာဝေးဝင်ကြီးဦးရှိမွန်ကတတိပေးပြောဆိုလိုက်ပြီးຫນွေဦးတော်လန်ရစ်တစ်ခုလုံးအနေနဲ့ရေရှည်တောက်ခံနိုင်မှုကြောင့်အောင်ပွဲရရှိခဲ့တဲ့အင်ဒိုမျိုးသိန်းတိုက်ပွဲအတိုင်းမဟာမိတ်တွေနဲ့အတူဟန်ချက်ညီညီတိုက်ပွဲဝင်ရင်အဆုံးသက်မဟာဗျူဟာမြောက်တိုက်ပွဲကြီးရဲ့အောင်ပွဲဟာ တိုင်းသာပြည်သူတည်းရဲ့လုံအတော့ပဲဖြစ်လိမ့်မယ်လို့ဆိုလိုက်ပါတယ်ဒါကတော့မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လေးနှစ်ပြည့်မိတ်ခွန်းမှာ NG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကအသိပေးပြောဆိုလိုက်တာပါအခုဆိုရင်မြမရေးဟာကပအခင်းချင်းနဲ့ပါဆက်ဆက်လာတယ်လို့ပြည်သူရဲ့စာနာသဘောတရားကိုလစ်လျူရှုပြီးဂျပန်စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုအားပေးအားမြောက်လုပ်နေတယ်ကိုဂျိုးရှာအမျက်ထုတ်တဲ့ပြည်ပနိုင်ငံတချို့ပါရှိလာတာကိုလည်းတတိကြီးကြီးထားရမှာဖြစ်တဲ့အပြင် PDF တပ်တွေအနေနဲ့ကတော့ လက်ရှိအင်ဒိုမျိုးကိုတိမ့်ပတ်ရရှိခဲ့တဲ့အောင်ပွဲအတိုင်းစိတ်ရှည်ဇွဲကောင်းပြီးတော့ဘလို့အခက်ခဲမျိုးမဆိုကြံ့ကြံ့ခံဖြတ်တန်းပြီးကိုယ်လမ်းကြောင်းကို မတိမ့်မဆောင်ပဲအာကောင်းမောင်းတန်ဆက်လက်ချီတက်ရင်အောင်ပွဲဆိုတာမလွဲမသွေရရှိမှာဖြစ်တယ်လို့ MG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကပြောလိုက်ပါတယ်။ဒါအပြင်လက်ရှိ PDF တက်တွေအနေနဲ့မဟာမိတ်တက်တွေနဲ့ပုံမချစ်ကြီးစီလုံးပြီးဟန်ချက်ညီညီနဲ့သာတိုက်ပွဲဝင်ရင်တနိုင်ငံလုံးအတိုင်းတာနဲ့မဟာဗျူဟာမြောက်ဖော်ဆောင်မဲ့တိုက်ပွဲကြီးရဲ့အဆုံးသက်အောင်ပွဲဟာ တိုင်းသားပြည်သူတရက်လုံးအတွက်ပဲဖြစ်လိမ့်မယ်လို့ NGO ကာကွယ်ရေးဝန်ကြီးဦးရှိမွန်ကပြောထားပါတယ်။လက်ရှိမှာတော့ပြည်သူကာကွယ်ရေးတပ်မတော် PDF တပ်တွေဟာအမျိုးသားညီညွတ်အစိုးရ NGO ရဲ့လက်အောက်မှာတရင်ပေါင်း400နီးပါးအထိရှိလာပြီးတနိုင်ငံလုံးကိုတပ်ဖြန့်ထားနိုင်ပြီဖြစ်တယ်လို့လည်း NGO ရဲ့၄နှစ်ပြည့်အစီရင်ခံစာမှာထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့စကိုင်းတိုင်းကအင်တော်မျိုးတိုင်းတိုက်ပွဲမှာလက်နက်ချအညံ့ခံခဲ့တဲ့အကြံဖက်စစ်ကောင်စီရဲ့တပ်မခွန်ခွန်တပ်မမှုဗိုလ်မှူးချုပ်အောင်တပ်ဦးနဲ့စစ်တုံးဘန်းတွေက စစ်တပ်ရဲ့တရားမဲ့မှုတွေအတွက်နောင်တရတယ်လို့ဝန်ခံပြီးမျိုးဦးတော်လိုင်းရဲ့အတွက်တက်နိုင်သမျှထဲ့ဝင်မဲ့အကြောင်းကိုပါဂတိပြုခဲ့တယ်လို့ MG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကလည်းတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒါကတော့လက်ရှိအင်တော်မျိုးကိုတော်လိုင်းပူပေါင်းတပ်တွေကအပိတ်သက်သိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီရဲ့တမခွန်ခွန်တမမှုဘုံချုပ်အောင်သက်ဦးနဲ့အတူစစ်ကောင်စီတပ်သားတွေဟာတော်လိုင်းရဲ့ပူပေါင်းတပ်တွေစီမှလက်နက်ချအညံ့ခံခဲ့ကြတာဖြစ်ပါတယ်။အခုကမှတော့အဲ့ဒီလိုလက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီရဲ့တမခွန်ခွန်တမမှု ဘုံကျော်အောင်တပ်ဦးနဲ့စစ်တုံးဘန်းတွေဟာစစ်တပ်ရဲ့တရားမဲမှုတွေအတွက်နောင်တရတဲ့အကြောင်းကိုသူတို့ကိုယ်တိုင်ဝန်ခံထားတဲ့အပြင်ရေဦးတော်လိုင်းရေးအတွက်တနိုင်ငံမြထဲ့ဝင်မဲ့အကြောင်းကိုပါဂတိပြုခဲ့ကြတယ်လို့ NGO ကာကွယ်ဝင်ကြီးဦးရှိမွန်ကပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လင်းနှစ်ပြည့်မိတ်ခွန်းမှာထည့်သွင်းပြောဆိုသွားတာပါလက်ရှိစစ်ကောင်စီတပ်ထဲမှာကြန့်ရှိနေတဲ့တပ်မှုတပ်သားတွေအနေနဲ့လေပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အသည့်လမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိဝါဒကိုအမြန်ဆုံးဆွလွန်ကြဖို့ ਨੇ ဒီလိုသာဆွလွန်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြန်မြန်ချမ်းသာရမယ်အပြင်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်ဆိုတာကိုအတိပေးလိုက်ခြင်းပါတယ်လို့လည်း MG ကကွယ်ရေးဝန်ကြီးဦးရီမုံကတပါတဲ့အတိပေးပြောကြားတော့ပါတယ်ခင်ဗျာတဖက်မှာတော့အကြံဖတ်မင်းအောင်လိုင်ကရုရှားခီးစင်မှာနိုင်ငံတကာကိုလူချကောက်အောင်သူတို့စစ်တပ်ဘက်ကမေလ6ရက်နေ့ကနေ31ရက်နေ့အထိတတိယအကြိမ်အပြစ်ရက်တယ်လို့ဒီကနေ့မေလ6ရက်နေ့မနက်ပိုင်းမှာပဲ ထက်မှန်ကြီးညာလာပြန်တယ်လို့တစ်ဖက်မှာတော့ဒီကြောင့်တက်ခိုက်မှုတွေနေ့စဉ်အဆက်မပြတ်လှုပ်ဆောင်နေတာကိုလည်းဒေသခံပြည်သူတွေရဲ့ပြောဆိုချက်နဲ့ NGO ရဲ့ထုတ်ပြန်ချက်အရာသိရပါတယ်ဒါကတော့အချက်ဖက်စကောက်စီဘက်ကမြန်မာနိုင်ငံမှာငလင်လုတ်ခတ်ပြီးတဲ့နောက်သူတို့စစ်တပ်ဘက်ကအပြစ်ရဲကြီးညာမှုကိုနှစ်ကြိမ်ကြီးညာခဲ့ပြီးပထမအချိန်မှာလည်းထိုင်းနိုင်ငံခီးစင်မသွားမီအခုလိုပဲအပြစ်ရဲကြီးညာမှုကိုဟန်ပြအနေနဲ့ကြီးညာခဲ့သေးတယ်လို့တစ်ဖက်မှာတော့လေကြောင်းတက်ခိုက်မှုတွေလုံမြဲလုတ်ခဲ့တဲ့အပြင်အခုတခါလဲမင်းအွန်လိုင်းအနေနဲ့ ရုရှားကြီးစင်မတော်မီနိုင်ငံတကာကိုလူကြကောက်အောင်သူတို့စစ်တပ်ဘက်ကမေလ6ရက်နေ့ကနေ31ရက်နေ့အထိတတိယအကြိမ်အပြစ်ရက်တယ်လို့ကြေညာလာပြန်တာပါအဲ့ဒီလိုစစ်ကောင်စီဘက်ကအပြစ်ရက်ကြေညာခဲ့တဲ့ကာလတွေတိုင်းလေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်ရမှာပြီးခဲ့တဲ့ဧပြီလ2ရက်နေ့ကနေဧပြီလ30ရက်နေ့အထိအပြစ်ရက်ကာလမှာတည်းနိုင်ငံတော်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီး300နီးပါးပြုလုပ်ခဲ့ပြီးရဒပီတို့290ကျော်တိဆုံခဲ့ရတဲ့အပြင် နောက်ထပ်ပြည်သူ၄၀၀ကျော်ကဒဏ်ရာရရခဲ့တယ်လို့မြို့သားညီညွတ်အစိုးရ NG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကနေယမန်နေ့ကပဲတရားဝင်ထုတ်ပြန်ခဲ့ပါသေးတယ်ခင်ဗျတဖက်မှာတော့အချမ်းပတ်စစ်ကောင်စီတပ်ကမကွေးတိုင်းမြိုင်မြို့နယ်နဲ့ပကုတ်ကူမြို့နယ်အဆက်မှာရှိတဲ့ကျေးရွာနှစ်ရွာကိုလေနဲ့ဘုံးကျက်တိုက်ခိုက်သွားပြီးစကိုင်းမြို့နယ်မှာလည်းစစ်ကြောင်းထိုးပြီးတော့အရသာပြည်သူ၃ဦးကိုပြစ်ခတ်တပ်ဖြတ်လိုက်တဲ့အပြင်ကန်ကြီးကုန်းကျေးရွာကိုပါမိရှုဖြက်စီးသွားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မကွေးတိုင်းမြိုင်မြို့နယ်နဲ့ကုတ်ကူမြို့နယ်အဆက်မှာရှိတဲ့ဇောင်ချန်းကုန်းနဲ့ရွာတိကျွာတွေကိုအချက်ဖက်စကောက်စီတပ်ကလိန်နဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်နေအိမ်ဆောက်အုံတွေထိခိုက်ပျက်စီးသွားခဲ့ပြန်တယ်လို့ we left မြိုင်အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်တပတ်ကစကိုင်းမြို့နယ်မှာလေဒီကနေ့မေလ6ရက်နေ့မနက်ပိုင်းမှာတင်ကန်ကြီးကုန်းကျေးရွာကိုအချက်ဖက်စကောက်စီတပ်ကဝင်းရောက်မိရှုဖျက်ဆီးသွားတယ်လို့ဧပြီလကုန်ပိုင်းမှာလေအဲ့ဒီကန်ကြီးကုန်းကျေးရွာဘက်ကို စစ်ကောင်စီတပ်သားတွေစစ်ကြောင်းထိုးလာတဲ့အချိန်ယက်သားပြည်သူ၃ဦးကိုပြစ်ခတ်တပ်ဖြတ်သွားခဲ့ကြသေးတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့မုံပြည်နယ်ဘီလင်းမြို့နယ်ကရန်ကုန်မော်လမြိုင်ယထာလမ်းမိုက်ခွဲခံရပြီးတဒါတစင်းပျက်စီးသွားတယ်လို့စစ်ကောင်စီတရင်ရင်မြင့်နဲ့တော်လိုင်းရင်တရင်ရင်မြင့်စီကနေသိရပါတယ်ဖြစ်စဉ်ကတော့ဒီကနေ့မေလ6ရက်နေ့မနက်အစောပိုင်းမှာပဲဘီလင်းမြို့နယ်ကရန်ကုန်မော်လမြိုင်ယထာလမ်းနှင်းပလဲဘူတာနဲ့တောင်စုံဘူတာအကြားမှာမိုက်ခွဲခံရပြီးတဒါတစင်းမှာပြိုကျပျက်စီးသွားတယ်ဆိုပါတယ် အဲ့ဒီအတွက်ယထာကြီးစင်နှစ်ခုကိုယာယီဖြတ်သိမ်းထားတယ်လို့စစ်ကောင်စီလက်အောက်ခံမြမမိယထာကကြေညာထားတယ်လို့တဖက်ကတော်လိုင်းရေးတည်င်းရင်းမြစ်ကတော့အဲ့ဒီဖောက်ခွဲမှုဖြစ်စဉ်ကိုဘယ်အဖွဲ့အစည်းကလှုပ်ဆောင်နေဆိုတာမသိရသေးပေမဲ့အဲ့ဒီရန်ကုန်မော်လမြိုင်ယထာလန်ကနေတဆင့်ယထာတွင်နဲ့စစ်ကောင်စီဟာသူတို့မော်လမြိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်နဲ့ရတခနယ်မြေတွေကိုစစ်ကူတွေနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေရှိတယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ ဂင်းပြည်နယ်ဖပုံခိုင်မှာဧပြီလတလအတွင်းတိုက်ပွဲပေါင်း136ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကဗိုလ်မှူး2ဦးအပါဝင်39ဦးကတော့အသေးသေးသိမ်းကုန်ကြပြီးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ရဲသားပြည်သူ2ဦးလည်းသေဆုံးခဲ့ရတယ်လို့ KNU ဗဟိုကနေထုတ်ပြန်ထားပါတယ်။ဒါကတော့ဧပြီလ1ရက်နေ့ကနေ30ရက်နေ့အထိဂင်းပြည်နယ်ဖပုံခိုင်က KNU တပ်မှငါနေမြေမှာ KNL နဲ့အချက်ပြစစ်ကောင်စီတပ်ကြားတိုက်ပွဲပေါင်း136ကြိမ်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကဗိုလ်မှူးအဆင့်2ဦးတက်ကြွကြီးအဆင့်2ဦးအပါဝဲစုစုပေါင်း39ဦးကတော့အသီးသီးတေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးစစ်ကောင်စီဘက်ကလေကြောင်းတက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ရသားပြည်သူ2ဦးလည်းတေဆုံးခဲ့ရသလိုနေအိမ်တွေနဲ့ပျက်စီးထားတယ်လို့ကျန်းယူဗဟိုကနေထုတ်ပြန်ထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရေုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ